တို့အညာရဲ့ပြည်သက်များအားလုံးမင်္ဂလာပါရှင်။ဆ iam မမအင်ရရဲ့ကျွေမလုံးနှင်းဝေဝေမလုံးနှင်းကျွေဆွဲဝတ္ထုလေးကိုအပိုင်းဆိုင်အနေနဲ့ဖတ်ပြနေရပဲဖြစ်ပါရဲ့ရှင်။အခုဖတ်ပြပေးမှာကတော့အပိုင်းလေးပါရှင်။ဒါကြောင့်ပြောတာပေါ့မမိုင်း ူလုံးချင်တဲ့အလုပ်မျိုးအဘယ်လုံးကိုဖြစ်မလဲဒီအတွက်စိတ်ညစ်နေမဲ့အစားတစ်ခုခု စောင့်ချလုပ်စေချင်တယ်လေဒီကကလည်းတိတ်မကောင်းတော့တဲ့အတူတူရောင်းပစ်စေချင်တယ်ကိုလည်းပြစ္စည်းဘုံမှာမတတ်နိုင်တာမဟုတ်ဘူးလားတက်ဆန်းတစည်းဝယ်ပြီးပြီးရင်ငွေလဲရစိတ်လည်းမလီဘူးပေါ့သူနင်းပတ်သက်သည့်အကြောင်းမဟုတ်သဖြင့်စိတ်သက်သာရရသွားသည်ဟောသမီးတော်နိုးလာပြီသမီးမမေခင်မို့ကော်ဖီတစ်ခွက်နဲ့မုန်းယူခဲ့ပါ မမေခင်ကလင်းလင်းကိုပြုံးပြနှုတ်ဆက်သည်အိမ်ကိုဘာလို့မလာတာလဲဟုလှမ်းမိသည်လာမလို့ပဲမမေခင်ကိုစုံကားလည်းမကြုံလို့အိမ်ကကားလည်းဖေဖေပြစ်ထားလို့နှုတ်လို့မရတော့ဘူးလင်းလင်းကော်ဖီသွားဖြော်လိုက်အောင်မေမမေလောက်တာနဲ့လင်းအိတ်ကြီးကမမေခင်တိသွားလင်းလင်းကနောက်ဖွေးသူပြေးဝင်ခဲ့အဲ့ဒါပဲကြည်တော့ခင်ကလေးစိကမကုံသေးဘူးဟုတ်တော့မမေအတန်ကိုကြားလိုက်ရရင်ကော်ဖီ ခွက်ကိုအကောင်းဆုံးဖြော်ခိုင်းပြန်ထွက်ခဲ့သည်အာနာမဲသူတွေမှမဟုတ်တာခင်ရဲ့အတိုးစကလုံးနေပါပြီပြောမနေပါနဲ့လူတလောက်ယူမမကလည်းကိုစော့ကိုအတီတကြအလွန်လှုပ်စီချင်ပါတယ်မမေခင်ကမမေထက်အသက်နည်းနည်းပူကြည့်သည်သို့တော့မမေခင်ကဝတ်တက်စားတဲ့သဖြင့်ပိုရွေးနှုတ်ပုံယာယီယခုလဲလင်းလင်းဝင်လာခဲ့သောအင်ဒိုနီးရှားဗတ်ဒိတ်ကိုအယောင်နူဖော့ရှန်အင်ကြီးနှင့်လိုက်ဖက်အောင်ဝင်စင်ထားသည် ကိုကိုကြီးကမေမေခင်ဟုခေါ်ရမှအစာပြု၍ကိုဇော်တို့လင်းလင်းတို့ကပါမေမေခင်ဟုနှုတ်ကြိုးခဲ့ကြခြင်းဖြစ်သည်လင်းလင်းကမေမေခင်ရှိသူစပွဲဝိုင်းတစ်ခုရွှေကကော်ဖီဗန်းကိုချပေးလိုက်မေမေအောင်တောက်ပေးပြီလိုက်ပြီးပါပြီသမီးရဲ့မမသမီးလေးကြောက်ရထားကန်ကောင်းပါလေကွခင်တော့တယောက်ကြရင်ကြည်မွေးတာပြီးအဆအဆရဲ့စိတ်ပူနေရတယ်ကိုကိုရတော့အေးပါတယ်လေ ခုလည်းသူ့ချံအလုပ်ကိုစူးစူးဆိုက်ဆိုက်လုပ်နေရအတော်ဖြစ်ပါတယ်။မေမေခင်ကလင်းလင်းကိုကြည့်ကပြောလိုက် လင်းလင်းကခေါင်းငုံတာသည်။သမီးကเจ้าအပြန်ရောက်လာမှမအေးဟုထွေးနေတယ်ခင်ရဲ့တကယ်တမ်းကျတော့မမကလည်းသမီးကိုမခွဲနိုင်သေးဘူး။မေမေမိသည့်အတိတ်ပဲနေပြောသည်မသိမေမေခင်ကခေါင်းတညင်ညင်ဖြစ်နေသည်။ဟုတ်တာပေါ့လေခင်အောင်ကိုကိုကြီးကိုဝမ်းနဲ့လွယ်မဝေးရပါပဲအတန်းအောင်စင်ရှိဆုံးပါပဲ။ ကိုကိုကြီးအတွက်လည်းတခါမှမပူရဘူး။ဒါကြောင့်သူ့ကိုမြင်မြင်အခြေကြားဖြစ်စေချင်တာ။သူ့အသက်လည်းမငယ်တော့ဘူးလေ။မမေခင်ကလည်းသူ့ဆန္ဒကိုဇွဲဝိုင်းပြီးပြော၏။မမကလည်းကိုကိုကြီးကိုငငယ်တော့ကပြုစုခဲ့ရလို့တန်ရုံးစင်မกินပါဘူး။အခုကိုကိုကြီးအသက်ဘယ်လောက်ရှိပြီလဲ။อืม30จอบีธรรมะเยคินเลยก้าวๆไม่ดีอูจั่วๆซုံးเนาะตู6เนี่ยแล้วสิบีลิอืมจั่วๆหาตู้ต้าลิโออดอฉิชาดา ညီမတွေထဲမှာလည်းတကြွရခင်အောင်အချစ်ဆုံးလူဘဝများစမ်းကြယ်ရနော်အကိုကြီးကိုကျော်နဲ့ယူရလိမ့်မယ်လို့ဘယ်ထင်ခဲ့မိလိမ့်မလဲဒါကြောင့်ဘဝတက်တန်းမဆုံးခင် လုံးစရာရှိတာလေးတွေလုံမရတာမမှန်ရင်ခင်တို့အသက်တွေလည်းမငယ်တော့ဘူးမမေခင်ကစကားကိုအခက်အလက်နဲ့ပြောနေခြင်းဖြစ်ပြီးမမေကတော့တိတ်ဆိတ်ငြိမ်သက်နေသည်လင်းလင်းရင်ထဲမှာခံစားမှုကိုမမေရိပ်စားမိ၍ ကကိုကြီးနှင့်လင်းလင်းကိစ္စကိုနှုတ်နင်းနေပြီလားဟုလင်းလင်းတွေးနေမိသည် သူရှိနေသည့်အတွက်လူကြီးတွေစကားပြောခတ်မှဆို၍လင်းလင်းထလာခဲ့သည်အိမ်ပြန်ရောက်သည့်နေမှာစာရင်မမေပြူခိုင်းသော နေ့စဉ်ဝတ်တရားအဖြစ်ဖျားပန်းအုံများကိုရေလဲသည်တက်လေဆန်ပန်းမွင့်ဝဝကြီးများသည်လန်းလန်းဆွဆွလှပနေစေဖြစ်သည် အေးသောရာသီဥတုကြောင့်ပန်းများသည်တတော်နှင့်နွမ်းလင်မရှိသည် ပန်းချိုက်သောသူငယ်ချင်းများကိုတရိယာမိသည်တဆက်ထဲမှာပင်သူငယ်ချင်းများစီစာရေးရန်တရိယာ၏လင်းလင်းမကြခင်လက်ထက်တော်မီလာသူတို့သိကျင်ကြပြီမည်ဒီတိုင်းဆိုလျင်တော့သမီးအရှိအကဲကို အစင်ကြည့်နေတတ်သောမမီတရားလင်းလင်းတို့ကိစ္စကို အလင်းစလိုစီမံအောင်မြင်မထင်ချင်ဟေးလင်းလင်းမေဖျားပန်းတွေပါလေလို့ အခုမှမိမပီတာနေလိုက်တာလင်းလင်းပုံနဲ့အခုလိုလုံနေကြည့်မကောင်းပါဘူးဟဲကိုစောဖျားမလဲရဘလို့ပုံစံနဲ့လဲရမှာတော့ပြီးစလုံးလေးထုံပဝါလေးချပြီးလဲရမှာလားပြောစမ်းအေးတားမသရိုးသမီးလေးနဲ့တူမှာပေါ့လင်းလင်းကကိုစောကြောပြင်ကိုလှမ်းထူလိုက်သည် ကိုစောကတဟားဟားရှင်ဧကန်းသူရှောက်သွားရင်မမေနဲ့မမေခင်သည်သူတို့ဆွေးနွေးပွဲကိုရက်လိုက်သည် ုစောင်းကလည်းကော်ဖီတစ်ခွက်ဖြော်ခဲ့ပါသမီး။နေပါစေជីជីကျွန်တော်ကော်ဖီမတောက်တော့။ကိုစောင်းကကော်ဖီကြိုက်တာမဟုတ်ဘူးမမေရဲ့။လင်းလင်းကိုကိုစောင်းကလှမ်း၍အန်ကျိပြသည်။ဟုတ်သားပဲသားလည်းသားပဲကိုတန်ငယ်ရီယာပြောစရာဖြစ်နေပြီ။မမေခင်ကကိုစောင်းကို ပြုံး၍ကြည့်ရင်းပင်ပြောသည်။ "तू ကငယ်မဟုတ်ဘူးမမေခင်ရဲ့။ဝါကြီးတယ်လေ။ဒါကြောင့်ကျွန်တော်ကိုဆုံးမနေတာပေါ့။" ကိုတော်နော်လူကြီးနှစ်ယောက်ကသဘောကျစွာရီမောကြသည်လင်းလင်းကလူကြီးတွေရှေ့မှုရှက်သွေးမုံကကိုစော့ကို မကြင်မချမ်းသောအမူအရာဖြင့်လက်သီးဆုပ်ပြလိုက်မိကဲကဲစကားပြောလို့တော့ကောင်းပါရဲ့သွားမယ်မမရေတားအဝင်ကြရလေလင်းလင်းလင်းလာခဲ့哦ကိုတားကစားချင်လို့မျောနေတယ်မမလည်းလာခဲ့ပါအောင်အကိုကြီးနဲ့တွေ့ရကိုစော့ကလည်းလိုက်ခင်ရတာပဲอืมလာခဲ့အောင်မယ် ကဲသွားမယ်လင်းလင်းဟုတ်ကဲ့မမေခင်လင်းလာခဲ့ပါမယ်ကိုစော့ကလည်းတော့မလာဘူးလင်းမသာချစ်ချင်းရှောက်ခဲ့မယ်မမေခင်ကကိုစော့ပကုန်းကိုဖက်ကတကားဝါသူရှောက်လာသည်ကောင်းတာပေါ့တတိထားချောင်းနဲ့လိမ့်ကြနေအောင်မယ်ဒါနဲ့ဒိုးတော်ကော်ဖီတိုင်နေနော်ရေခဲမဟုတ်ပဲကြွေးသလားကိုစော့ကလင်းလင်းဤခေါင်းကိုပုတ်ကလမ်းပြောသွားပြီးသားမီးနှစ်ယောက်ဆင်းသွားကြသည်လင်းလင်းကနှုတ်ခမ်းဆူပြီးကျင်ဤ ခင်ကသူတို့လက်ရှိ link rover ကိုရောင်းပြီးတဆန်းငချိတ်တစ်စင်းဝယ်ခြင်းလို့တဲ့ကိုစော့ကိုမိုးကုံမန္တလေးပြေးခိုင်းလို့ရတယ်လေအင်းကောင်းသားပဲမမေကသုံးဝဲအန်တချောင်းဖြင့်ခြုံတဲ့တထည်ကိုစိတ်ရှည်လက်ရှိထိုးနေပြပေကဒီနေ့မိုးအေးလာသဖြင့်အပြင်းမထွက်ပဲပတ်လက်ကလထိုင်တွင်ထိုင်ကတရင်စာဖတ်နေသည်လက်တစ်ဖက်က အငွင့်တင်နေသောစည်းရံကိုဂိုင်ထား၏မမေတခုခုကိုတတွတ်တို့ပြောနေသည့်အခါ ဖေဖေကစိတ်ဝင်စားလင်ဤသို့ပင် ကောင်းသားပဲဟုတ်တာပေါ့အင်းအင်းခုသောစကားများကိုသာရေးလဲတော့ကအလိုက်တင်ရေးရွနေတတ်သည်လူကတော့သတင်းစာမဂ္ဂဇင်းအဖတ်မပြတ်မမေကလည်းအရှိန်မပြတ်စကားပြောနေတည်းပြီးမှတတိယပြည်ဖေဖေကိုကြည့်လိုက်ရင်သူ့စကားကိုနားမထောင်မရိပ်မိကရန်တွေ့တော့သည်လင်းလင်းကတော့မမေသုံးမွေးထိုးနေသည်ကိုအသေးချာစိုက်ကြည့်ရင်တော်တော်လက်ဝင်တဲ့အလုပ်ပဲဟုတွေးနေမိလေသည် ကကလည်းတိတ်မကောင်းကိုမလိုချင်လို့ရောင်းလာဆိုတော့ဘယ်ဈေးဟော်လို့ကောင်းမလဲလေအေးပေါ့တဆန်းကလည်းကိုလိုချင်လို့ဝယ်မှာဆိုတော့တိုက်ဈေးပေးမှရမယ်ဒါပေါ့ဒီတော့ရောင်းရငွေနဲ့ပြောင်းဝယ်ရမယ့်ငွေနဲ့ဆိုငွေရလိုပြီလေอืม तू ကတိုင်ပင်တဲ့အနေနဲ့ပြောတာဆိုတော့မမကလည်းပြောလိုက်ပါတယ်ငွေလိုရင်ယူပါလို့အတူတွေပါရင်လည်းပေးကြမလို့လို့ ဖဖေကဘာမှပြန်မပြော မမေကဖဖေကိုမတင်တာသဖြင့်မော့ကြည့်တော့သည်လင်းလင်းသည် မမေတို့စကားများတော်မူကိုသိရတခိတ်ခိတ်ရှိမောမိ၏ဟင်ဘာတော့အေးကောင်းသားပဲတော်ပြီတော်ပြီကိုကလေမမပြောတဲ့စကားဆိုဘာမှစိတ်ဝင်စားဘူးအပြင်သွားရရင်သွားရမသွားရရင်စအုပ်တအုပ်နဲ့ညှိနေတာပဲတင်းကတိတိကျကျပြောနေတာအောင်နားလည်းမထောင်ဖေဖေကတရင်စာကိုစပွဲပေါ်သို့လှမ်းတင်လိုက်သည် မျက်မှန်ကိုကျွ၍လက်တစ်ဖက်ကဈေးရန်ကိုခါလိုက်သည် လင်းလင်းကမိချစ်ကိုအလိုက်တင်ယူပြီးအားလုံးကြားပါတယ်မမရဲ့ခင်ခင်ကလင့်ရူပါရောင်းပြီးဒက်ဆန်းဝင်မယ်ကိုစော့ကိုဆွဲခိုင်းမယ်ငွေရနည်းနည်းလိုမယ်မမကကြည့်မယ်အတူမယူယူလို့လည်းပဲဖြစ်မလဲတော်ကြာခမီးခမန့်တော်တော့မယ်ဟာဦးသမီးတော်ပေးလိုက်အောင်မယ်ဟာဖေဖေကဈေးရန်ကိုမိညီပြီးပြန်ပြောလေသည်အိုးဒီသဘောမျိုးမဟုတ်ပါဘူးကိုရဲ့ မမကစေရနာနဲ့ကူညီတာပါ။သမီးလေးကိုဒီလိုပေးကမ်းပြီးမှလင်းပေးစားရမှာမဟုတ်ပါဘူး။မမကသူ့ကိုအညာတာလို့သာပေးစားရမှာ။ဟုတ်ပါတယ်ကွာ။ငါကလည်းမင်းသမီးကိုတန်ဖိုးမဖြတ်ပါဘူး။တပောက်ကိုပြောတာပါ။မဟုတ်ဘူးလားသမီးရဲ့။ဟုတ်တာပေါ့ဖေဖေ။လင်းလင်းကပြုံပြီးခေါင်းကိုပါညှိပြ ాయి ။အမေသားဖာအတိုင်းဖောက်ညီနေလိုက်ကြတာ။ သမီးကသူ့မမေစကားပူနားထောင်တာပါကွာမယုံရင်အခုကိုကိုကြီးကိုမယူပါနဲ့တော့သမီးရဲ့လို့ပြောကြည့်ပါလားယူမှာမဟုတ်တော့ဘူးဖေဖေကသမီးကိုမူးမရှိဘူးလို့ဆိုလိုတာပေါ့လေဖေဖေကတဟဲဟဲရှင်နေလင်းလင်းနှုတ်ခမ်းဆူရပြန်ကြည့်ပြီပညာရှိသားဖာရဲ့စကနိုင်လူမနေပါနဲ့သမီးကလည်းဒီလိုမဟုတ်ရှာပါဘူးအခုတော့သမီးတို့ကိစ္စကိုဖြည်းဖြည်းစီစဉ်မှုခင်အောင်ပြောနေရသေးတယ်အေးဘာဖြစ်လို့ မမေကလင်းလင်းကိုကြည့်နေသည်သူတို့နှစ်ယောက်သာနားလဲတော့အကြည့်ဖြစ်၏ဖေဖေကစေးတံကိုပါးစပ်မှချွတ်လိုက်ကအံ့အားသက်ဟန်ဖြင့်မေးသည်ဘာမှမဖြစ်ပါဘူးဖြည်းဖြည်းစီစဉ်လည်းဖြစ်တာပဲ no မင်းမဲ့သမီးကိုအရေးတကြီးပြန်ခေါ်ပြီးတော့ပြန်ခေါ်လဲဘာဖြစ်လို့လဲကိုရဲ့သမီးနဲ့အတူတူကြာကြာနေရတာပေါ့ကြာကြာနေကြလဲဘာလို့လင်းပေးစားနေလဲကွာမမလည်းတမျိုးပါပဲ ကိုမသိပါဘူးရှင်။မိမချမ်းသာနားလေတော့ကိစ္စပဲတကား။အိမ်တကားများကိုစုံစိတ်အောင်ပိတ်ထားသည့်တိုင်စိတ်အေးသောအငွေသက်ကထိုးဖောက်ဝင်ရလျက်ရှိသည်။လလင်ဟာမိုးတိတ်သွားသည့်အချိန်ကိုစောင့်ဆိုင်း၍နေမိသည်။မိုးရွာပြီးစားအချိန်တွင်တောင်တန်းတစ်လျှောက်မြူကိုးများဆိုင်နေသည်မှာကြည်၍ကောင်းလာသည်။ဖပေသည်လည်းမိုးတိတ်ချိန်ကိုစောင့်ဆိုင်းလျက်ရှိ၏။ဖပေကညနေရောက်လျင်အပြစ်မထွက်ဘဲမနေနိုင်။သူအပေါင်းအသင်းများနှင့် အစဉ်တွေ့ဆုံကအလုံကိုင်းကြောင့်တိုင်မင်းဆွေတွင်တောက်လီစားလေးရှိသည် တခါတည်းဟန်ကောက်သွားရိုက်သည်တခါတည်းဟန်တော့ဖဖေသည်မန္တလေးသို့ဆင်းကအယောင်းဝယ်လို့၏ဖဖေကကုံတယ်ပွဲစားတယောက်သာဖြစ်သည်သို့သောဖဖေကယူသားသည် ထိုရိုးကုန်ဖြင့်လူတွေကဖဖေကိုယုံယုံကြည်ကြည်ဆက်ဆံကြခြင်းဖြစ်၏မိုးဆဲသားပြုပေပြီးမမေသည်သူ့သုံးမွေးချုံတွေကိုလက်စားတက်လိုက်သည်ဖဖေကအိမ်ပြေးထွက်ရင်အပေါ်အင်းကြီးကိုထောက်၏ပြရင်တကားကိုဖွင့်လိုက်သောအခါ အလင်းရောင်ပြပြသည်တအိမ်လုံးသို့ပြန့်နှံ့သွား၏မိုးသားတို့ကင်းစင်၍ကောင်းကင်ပြင်သည် ပြာလဲ့လဲ့ဖြစ်နေသည်မိโกများသည်ရေဆက်ရေမုံလေးများသဖွင့်ပတ်ဝန်းကျင်တစ်ခွင်လုံးလှမ်းခြုံွေရှားနေကြ၏ဖေဖေကအပြင်သို့ထွက်သွားသည်တမီးတို့ကိစ္စကိုတကယ်ပဲရွှေ့ဆိုင်းလိုက်ပြီလားမမေလင်းလင်းကမမေးမပီးသေးသောခြုံနဲ့အပိုင်းလေးကိုလက်ဖွားပေါ်မှာဖြန့်ချင်တူတူမိသည် မမေကလင်းလင်းကိုဂယုနာသက်စွာစိုက်ကြည့်နေအတိလင်းရွှေဆိုင်နေလို့တော့မဟုတ်ပါဘူးသမီးရဲ့အေးမကြည့်လို့မလုပ်သေးတဲ့သဘောပါဘာဖြစ်လို့လဲမမေသမီးကြောင်လားမမေကလင်းလင်းဤပခုံးလေးကိုအပြုတ်ရင်မတ်တက်ရလိုက်သည် ပြတယ်မအပြင်ဘက်သို့ငေးမြော်ကြည့်လိုက်မိ၏မိန်းမတိုင်းကအထက်ခံတင်ကြတယ်ကိုချစ်သူကဂယုတဆိုင်ပြုစုယူရတာကိုခံတင်ကြတယ်ကြောင်မမေနားလဲပါတယ် မမေဟာသမီးဖေဖေကိုလူကြီးတွေပေးစားလို့ယူခဲ့တာမမေမိဘများကလည်းသူ့ကိုချမ်းသာလို့ပေးစားကြတာမဟုတ်ဘူးရိုးလို့အလုပ်ကြိုးစားလို့ဒါပေမဲ့အစမှာတော့မမေစိတ်ဆင်းရဲခဲ့ရတယ်ဘာဖြစ်လို့လဲမမေမမေက အပြင်းသွေးငေးမော့နေမမေမှာချစ်သူရှိလို့ပေါ့ကွယ်ဟင်ဟုတ်တယ်သမီးဒါပေမဲ့မကြခင်မှာပဲမမေအဆုံးဖြတ်တာမှန်တယ်လို့ယုံကြည်လာတယ် ပေပေကမမေအပေါ်တစ္ဆာမမန်နဲ့တင့်တင့်နနာရှိခဲ့ရသမီးအတီဆုံးပါပဲကွယ်။ဒါပေမဲ့မမေကအဲ့လိုလုပ်ခဲ့လို့သမီးကိုလည်းဒီလန်းစင်လိုက်ရမယ်လို့မမေအတင်းကြံပြောချင်ပါဘူး။တစ်ချိန်တော့ကမမေခံစားခဲ့ရတာကိုမမေကိုချင်းစားပါတယ်။ပြီးတော့သမီးကငယ်သေးရဲ့လေ။ဒါပေမဲ့မမေမမေကလင်းလင်းကိုလှည့်ကြည့်။လင်းလင်းကမမေကိုမကြည့်ပဲအပြင်သို့ငေးပြီးဆက်ပြောသည်။သမီးမှာတော့ချစ်သူမရှိသေးပါဘူး။ မမေကတိမ်မွေးစာပင်ပြုံးပြလေသည်မြက်ခင်းနုနုစိမ့်စိမ့်ကလေးများပေါ်တွင်ဖြူပွေးနုနယ်သော ခြေထောက်လေးသည်လှင်မြန်စွာပြေးလွှားနေလေညင်သာစွာတိုက်ခတ်နေသော လေနုအေးချာတွင်ကြက်တောင်လေးသည် ဟုံမသည် လွင့်စင်ပြေးလွှားနေသည်လင်းလင်း၏စံတူစံစာများသည် လေထဲတွင်မြူးပြန့်ဝေဝဲနေသည်လက်မောင်းကိုမြောက်လိုက်တိုင်းချစ်လက်သောခန္ဓာကိုယ်အထက်ပိုင်းသည်ငှက်တကောင်လိုပေါ်ပါစွာမြောက်ကျလာသည် ပြင်းထန်သောရက်ချက်ဆုံးဝင်လင်းလင်းကရှင်လန်းစွာရီမောလိုက်သည်ဟာကိုတာကြီးတိမ်မောနေပြီလားခုမှနှစ်ပွဲပဲရှိသေးရဲ့နှစ်ပွဲနဲ့ပဲတိမ်ပြီးမှာပါလေမလင်းတိမ်ပြီးလည်းအပြောမကြည့်ပါနဲ့ဖိုင်နယ်တက်ရအောင်ပါအခုနောက်ချီဘဲဥမကွဲသေးပဲနဲ့လာလေဆက်ကစားမယ်လေရတိုက်တော့လက်ရတဲ့တိတ်မောတာပဲဟာဟေးဟေးဆောဆောကကျွန်တော်ကတမင်အလျှော့ပေးလိုက်ကြအောင် ကိုတာအဆုပ်ပလို့အပူရီလာမပြောနဲ့ဆက်ကစားမယ်။မြက်ခင်းမော်ရင်နားနေသောစက်တောင်လေးသည်လေရဲရင်ပြေးလွှားရှောင်တိတ်နေရပြန်သည်။ကကိုကြီးကခုံနှန်းတစ်ခုပေါ်တွင်အေးအေးဆေးဆေးထိုင်ကြည့်နေ၏။ငယ်စဉ်ကလည်းလင်းလင်းတို့ညောက်ကစားလျင်ဒီစုပင်ထိုင်ကြည့်နေလေးရှိခဲ့သည်။တခါတည်းရန်သူ့ကိုတိုင်တန်းသည့်ပြဿနာများကို ဖြေရှင်းပေးရတဲ့လင်းလင်းအနိုင်မခံအရှုံးမပေးတတ်သည့်စိတ်ကလေးကိုထုံစင်ကလေးကသူသိသည်။ လင်းလင်းကဘောင်းမီရှင်နေရှက်အင်ကြီးကိုသာဝတ်လျက်ကိုတာကဘောင်းမီတို့နေစပုတ်ရှက်အင်ကြီးတစ်ထည်သာဝတ်ထားတော်လဲကိုကိုကြီးကသူ့ထုံးစံအတိုင်းရှက်အင်ကြီးလေတို့ကို လက်ရှိရှိချဝဲကအပေါ်ကဆွဲတာလက်ပြတ်တစ်ထည်ကိုထပ်ဆွထားသေးသည် သူ့ဘေးမှာစပွဲပေါ်ရင်ရှင်နှွေးချန်အုပ်ကိုခြားထား၏ဟာဟာအခုမှနိုင်ငံတကာလက်ရည်စံပွဲကြီးနေတာဟိုမင်းတို့ကစက်တောင်ရိုက်နေရလားလေဦးရိုက်နေရလားကိုစောအတန်းကြဲကြဲလောင်လောင်ကိုကြားလိုက်ရသဖြင့်၃ရောင်လုံးလှည့်ကြည့်မိကြသည် ။ဟောလင်ကြသွားပြီ။အမဲဘာလဲကိုစားတန်ကြလို့လှဲ့ကြည့်ရ။အဲဒီလိုပဲရမလဲ။ဘာဖြစ်လို့မရရမှာလဲ။လင်ကတိတ်ညစ်တာပဲကိုစော။ကိုတာနင်ဒီလိုမပြောနဲ့နော်။ကိုတာဒီကွင်းထဲမှာထွက်ကာကိုကိုကြီးစီသူရှောက်လာ၏။ကိုစော်ကလင်းလင်းမခံကြအောင်ရီမွန်ရင်အနားသို့ရှောက်လာသည်။ကိုထန်ငယ်တဲ့သူညစ်ပြီးနိုင်အောင်ကစားရတော့ဘယ်ကောင်းမလဲလင်းလင်းရဲ့။ လင်းလင်းသည်ဒေါ်ပေါ်ပါဖြင့်ကွင်းလံမှခါချောက်ကရက်နေသည်ဘသူကငယ်လို့လဲကိုတားကလင်းလင်းတန်ငယ်တာပဲဟောင်းအမေလာပိုင်းလောက်ပဲငယ်တာပါဘာဖြစ်ဖြစ် လင်းလင်းကကစားနေကြလူကိုဘတ်စကတ်ဘောသားကစားတာပါတကားမှကြတော့မရဘူးကိုစော်လည်းမရဘူးလာကစားကြည့်မလဲမညစ်ရအောင်နော်ကိုစော်တော့လင်းလင်းဘရောမှမညစ်ဘူးကိုစော်သာရှုံးရင်တောင်ပြောမြပြောမပြောနဲ့ နိုင်အောင်ပဲကစားကြည့်ပါဦးလေကိုဇော်ကစက်တံကိုလှမ်းကောက်လိုက်သည်လင်းလင်းကလည်းလှမ်းယူသည်ကိုဇော်လက်ကလင်းလင်းလက်ကိုအုပ်မိသွားသည်လင်းလင်းကလက်ကိုယူလိုက်တော့လေကိုဇော်ကလှမ်းမပေးပဲဖိထားသည်ပြီးတော့မှတာဟာဟာရှိကစက်တံကိုယူသွား၏လင်းလင်းကမကြင်မနက်မျက်စောင်းထိုးလိုက်သည်ကိုဇော်လင်းကိုနိုင်အောင်ကစားနော်ကိုဇော်ဘာမှကျွန်တော်အားပေးမယ် ကိုကိုကြီးရောဘသူ့ကိုအားပေးမှလဲကိုစောကသူ့နေရာသို့ရှောက်သွားရင်လှမ်းမိလိုက်ကိုစောကမျက်စိတစ်ဖက်မှိတ်ပြလိုက်သဖြင့်ကိုကိုကြီးကရေပြီးပြောသည်ကိုစောကိုပဲအားပေးရမှာပေါ့ကွာလင်းလင်းကနှကန်းစုံနေအေးပေါ့လေသူရညီကိုရိဆိုတော့တိတ်စီးလုံးနေကြတာပေါ့ရာဇူးမှလင်းတို့ကစိုင်းလင်းလင်းဝေးဆိုတဲ့နာမည်ကတကွင်းလုံးရှန့်နေရပဲသိလားညလုံးလို့ကွင်းထဲကထွက်သွားဖို့អော်ကြတာမဟုတ်ဘူးလား ကိုဇော်ကမထီတထီစလိုက်ပြန်သည်စက်တောင်ကိုလင်းလင်းပတ်သို့စပေးလိုက်သည်လင်းလင်းကအမိရဖမ်းရင်လိုက်လင်းမပိုင်ဘယ်ပွဲမှဖြစ်ဘူးနော်ကိုခင်မောင်ကပြောတာလားလင်းလင်းအံ့အားတင်သွားသဖြင့်စက်တောင်သည်မြေပြင်သို့ကျသွားသည် ကိုတာကလက်ခုပ်ကိုတအားတီးလိုက်သည် သူတို့ကတော့ကိုဇော်ပြောစီကိုတိတိကျကျကြားဟန်မတူချင်းကိုဇော်ဘာပြောရလဲ ကိုခင်မောင်ကလင်းလင်းရဲ့နီးပြစရာမဟုတ်ဘူးလားကိုစောနဲ့ကိုခင်မောင်ကို မိတ်ဆက်ပေးဘူးကတရေရိုင်းသို့တော့ကိုစောရဲ့အပြောကအနောင်သားမလို့တဖြင့်လင်းလင်းကမကျေနပ်ပေကိုစောနောက်တက်ပြောင်းလက်တီကိုသိတော်လဲကိုကိုကြီးကြားသွားရင်တမျိုးထင်ပြီးဆိုရင်ရသည်နောက်မှ ကိုစောကိုဖြည့်ရှင်းရအောင်မြည်ဟုတွေးနေမိသည်တတောင်ကလင်းလင်းဘက်မှကြီးကြနေသည်ကိုစောကောင်းကောင်းကစားတဲ့ကြောင့်သိတာလားသည်လင်းလင်းက ဘတ်စကတ်ဘောကစားရာတွေမှာသာကျွမ်းကျင်တော့လဲစက်တောင်ကိုတိတ်မကစားဘူးဒီမဟုတ်ချင်းပြီးတော့ကိုစောကအဝေးတစ်လက်အနီးတစ်လက်ပေးသဖြင့်လင်းလင်းကမောနေအောင်လိုက်ရသည် ကိုတာကတော့သဘောကျစွာလက်ခုပ်တဖြောင်းဖြောင်းတီးလျက်ရှိကကိုကြီးကခက်ပြုံးပြုံးမြင်ကြည့်နေသည်ကိုတာနှင့်ကစားစင်တော့ကလောက်တော့ထပ်တမ်းမှုမရှိမောင်နှမရီမမောကြသေးဘူးလားနားကြအောင်လေလက်ဖက်ရည်တော့ကြအောင်မမေခင်ကအိမ်ထဲမှာထွက်လာကလှမ်းခေါ်ဤ လက်ဖက်ရည်ပန်းကိုလည်းမလာခဲ့သည်အိမ်မှာလင်းလင်းတို့အတွက်စောင့်နှက်ဆိုင်အင်ဂျီပင်ဖြစ်၏ပထမအိမ်၌ဂုံးနှိမ်အစဉ်ကြီးချောရှိသည်တထက်အိမ်ပုပ္ပလီပင်ဖြစ်၍ကိုစော်ပြောသလိုပြတင်းပေါက်တွေများများပေါက်ပြီးမှန်တကားတွေတက်ထားသည်တချို့နေရာများတွင်အင်္ဂရီအချုံးမကန်ရသေးပေရေလာအင်သားနှင့်ရေချိုးကန်းပါတော့လေလင်းလင်းစိတ်ကြိုက်မီးလင်းဖို့တော့မတွေ့ရသေးပေကိုကိုကြီးစုဆောင်ထားသောငွေများဖြင့်စောက်ချင်းဖြစ်ကြောင်းမမေခင်ရှင်းပြ၏ ြေရှိနေသည်မှာကြာပြီ။ဟာဟာလင်းကိုစောင်းမနိုင်တော့မဟုတ်လား။ကိုစောင်းအเจ้าမှာလက်ရွေးစင်ဗျ။လင်းကိုတမင်ရှို့ထားတာ။ကိုစောင်းကစီးပွားရေးတက္ကသိုလ်ကထွက်လာသူဖြစ်သည်။ကျောင်းမှထွက်ပြီးတကယ်စီပွားရေးလောကရဲ့သူဝင်ရောက်ခဲ့တော့လေအခြေအနေကမပေယခုတော့မမေခင်စီစဉ်ချက်အရကာသမဘဝတွင်ကျင်လည်ပေးရအောင်မည်လင်းကနှခါစက်တိုက်ကစားတော့မောနေလို့ပါနော လင်းလင်းကသပင်များကိုလက်ဖြင့်ထိုးတန်ရင်ပြောလိုက်သည်ပြီးတော့ကကူကြီး၏ဘေးနေရာလွတ်တွင်ဝင်ထိုင်သည်ကကူကြီးကဘေးသို့အနှင်းငယ်တူပီသည်ကိုဇော်ကလင်းလင်း၏ဘေးမှနီးကပ်စွာဝင်ထိုင်သည်မမေခင်လာချပြီးသောလက်ဖက်ရည်ချမ်းနှင့်လက်ဖက်သွက်ကိုနှိုက်စားသည်လင်းလင်းကလက်ဖက်တစ်စုံကိုကော်စားလိုက်ရှုံးတာလည်းမပြောနဲ့လေမမေခင်ရဲ့လင်းလင်းဘက်ကအားပေးမဲ့လူကိုမရှိဘူးအိုးဟုတ်လားဒါတော့ဘယ်တရားမလဲ ဒီတစ်ခါထက်ကစားရင်လင်းလင်းဘက်ကမမေခင်အားပေးမယ်။လင်းမကစားနဲ့တော့လေမောနေပြီ။ကိုကိုကြီးနှုတ်ပြမရှာရှာပါပါထွက်လာတဲ့စကားကြောင့်မမေခင်နှစ်ကိုကြားကပြုံးလိုက်ကြတော့လေကိုစော်ကတော့လက်ဖက်ကိုသာမဲ၍စားနေနေသည်။ နာကျင်ပေးခဲ့လို့ကျေးဇူးတင်ပါတယ်ရှင်။အပိုင်းငါကိုဆက်လက်ဖျက်ပြပေးမှာမို့စောင့်မျှော်အားပေးကြပါအောင်ရှင်။